အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဆီးရီးယားသမ္မတအေရှာရာတို့အင်ဖြူရိုနိုက်သမိုင်းဝင်တွေ့ဆုံဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဆီးရီးယားသမ္မတအာမက်ဒ်ဟူစိန်အေရှာရာနဲ့အင်ဖြူရိုနိုက်သမိုင်းဝင်တွေ့ဆုံခဲ့ပြီးယင်းတို့တွေ့ဆုံခြင်းဟာဆီးရီးယားနိုင်ငံလွတ်လပ်ရေးရရှိပြီးတဲ့နောက်1946ခုနှစ်မှာစ၍ဆီးရီးယားနိုင်ငံရဲ့အကြီးအကဲတဦးမှအမေရိကန်ရဲ့မြို့တော်သို့ပထမဆုံးအကြိမ်လာရောက်ခြင်းဖြစ်ပါတယ်။ American Bernard ဌာနကလည်း စီးရီးယားရဲ့စီးပွားရေးပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုတွေကိုထောက်ခံရန်ရည်ရွယ်၍စီဇာအက်ဥပဒေပိတ်ဆို့အရေးယူမှုတွေကိုရပ်ပောင်း180ကြာအစိတ်တပိုင်းဆန်းငန်းလိုက်ကြောင်းကြေညာခဲ့ပါတယ်။တမရဒေါ်နယ်ထရန့်ကတည်ငြိမ်ပြီးအောင်မြင်တဲ့စီးရီးယားနိုင်ငံရှိခြင်းဟာဒေတာတွင်းရှိနိုင်ငံအလုံးအတွက်အရေးပါတယ်လို့ True Social Media မှာရေးသားခဲ့ပါတယ်။၎င်းတို့ရဲ့ဆွေးနွေးပွဲမှာ ISIS ကိုအနိုင်ယူရရင်စီးရီးယားရဲ့အခက်ကဏ္ဍ ပြန်လည်တိဆောက်ရေးနှင့် Facebook အရေးယူမှုများရုပ်သိမ်းရေးတို့ကိုအဓိကထားဆွေးနွေးခဲ့ပါတယ်။ American ဗဏ္ဍာရေးဌာနဟာရုရှားနဲ့အီရန်တို့နဲ့တပ်ဆိုင်တဲ့အရာဝယ်များကိုခြံလက်၍စီးရီးယားပေါ် Caesar at ဥပဒေ Facebook အရေးယူမှုတွေကိုရပ်ပေါင်း180တက်တန်တိုးဆိုင်းငံ့လိုက်ပါတယ်။ယင်းလောက်ရဟာ American ရဲ့နိုင်ငံခြားရေးမူဝါဒမှာအရေးပါတဲ့အပြောင်းလဲတစ်ခုဖြစ်ရှုမြင်ရပြီးစီးရီးယားဟာ ISIS အဖွဲ့ကိုတိုက်ဖြတ်ရန် American ဥဆောင်သောမဟာမိတ်အဖွဲ့မှပူးပေါင်းရန်ပြင်ဆင်နေပါတယ်။ မေရိကန်သမ္မတဒေါ်နယ်ထရန့်ကအာဆက်အစိုးရကိုဖျောက်ချခဲ့တဲ့သဘုံတက်များကိုဥဆောင်ခဲ့တဲ့အေရှာရာအားခိုင်မာသောခေါင်းဆောင်ဖြစ်ရှိကြပြီးစီးရီးယားကိုဥဆောင်နိုင်စွမ်းပေါ်ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။ထရန့်ဟာယခင်ကမေလတွင်စီးရီးယားပေါ်အမေရိကန်ရဲ့ပိတ်ဆို့ရေးယူမှုများအားရုတ်သိမ်းကြောင်းကြေညာခဲ့ပြီးဂျွန်လမှာစီးပွားရေးပြန်လည်ပူးပေါင်းမှုများကိုအားပေးရန်အမှုဆောင်အမိန့်ကိုထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား၏ဗန်နာယီနှင့်ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများ၏ထုတ်ပြန်ချက်အရပိတ်ဆို့မှုများရုပ်သိမ်းခြင်းဟာစီးရီးယားစီးပွားရေးပြန်လည်တည်ဆောက်ရေးနိုင်ငံသားအလုံးတိုင်းရင်းသားနှင့်ဘာသာရေးလူနည်းစုများပါဝင်ပြည်သူအလုံးအတွက်တရားဝါပြောရေးနှင့်အကြမ်းဖက်မှုတိုက်ဖျက်ရေးတို့ကိုအထောက်အကူပြုရန်ဖြစ်သည်ဟုဆိုပါရယ်တို့ရရင်အာဆက်နှင့်၎င်း၏အပေါင်းပါများလူခွင့်ရေးချိုးဖောက်သူများမူရစ်စေဝါရောင်းဝယ်သူများနှင့်ဒေတာတွင်မတင်ငင်စီရန် ြုလုပ်သူများအပေါ်ပိတ်ဆို့မှုများကြန့်ရှိနေပါသေးတယ်။အမေရိကန်ဆိုရာဆီးရီးယားရဲ့အကြမ်းဖက်ဝါဒကိုထောက်ပံ့တဲ့နိုင်ငံဖြစ်သတ်မှတ်ချက်ကိုလည်းဆက်လက်သုံးသပ်နေစေဖြစ်ပါတယ်။